တင်ဆက်ပေးမယ့်သတင်းတွေကတော့မြန်မာအစိုးရရဲ့တောင်းဆိုချက်အရတရုတ်နိုင်ငံကအရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကယ်ဆယ်ရေးအကူအညီယွမ်1ဘီလီယံထပ်မံထောက်ပံ့မယ်ဆိုတဲ့သတင်းစကိုင်းမြို့မှာငလျင်တန်ကျက်ပြည်သူများအတွက် AR မြစ်ရေကိုတန့်စင်ပြီးဧပြီလ10ရက်မှစတင်ဖြန့်ဝေလျက်ရှိဆိုတဲ့သတင်းမြောက်ကိုရီးယားကိုနျူကလ িয়ার ဖြတ်သိမ်းမှုအစီအစဉ်စီမဖြစ်နိုင်ကြောင်းမြောက်ကိုရီးယားကောင်းဆောင်၏ညီမဖြစ်သူပြောကြားဆိုတဲ့သတင်းတရုတ်ကအမေရိကန်ရဲ့ပို့ကုန်များကို အခွန်84ရာခိုင်နှုန်းတိုးမြင့်ကောက်ခံဆိုတဲ့တဲ့။ဆော်ရီလီမှာယူရို1ဘီလီယံဖြင့်ကမ်းလှမ်းမှုကိုဗင်နီစီရဲ့ငင်းပယ်ဆိုတဲ့တဲ့။အစရှိတဲ့တဲ့တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့မြန်မာအစိုးရရဲ့တောင်းဆိုချက်အရတရုတ်နိုင်ငံကအရေးပေါ်လူသားချင်း စာနာထောက်ထားမှုတွေဆိုင်ရာကယ်ဆယ်ရေးအကူအညီယွမ်1ဘီလီယံထပ်မံထောက်ပံ့မယ်ဆိုတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။မြန်မာအစိုးရရဲ့တောင်းဆိုချက်အရတရုတ်နိုင်ငံက ရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကယ်ဆယ်ရေးအကူအညီယွမ်1ဘီလီယံထပ်မံထောက်ပံ့မယ်လို့ရန်ကုန်မြို့ရှိတရုတ်တန်ရုံကထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံအစိုးရရဲ့တောင်းဆိုချက်အရတရုတ်အစိုးရဟာရွှေငွေ1ဘီလီယံအရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကေဆေးရေးအကူအညီကို ထပ်မံပံ့ပိုးပေးမှာဖြစ်ပြီးအဲ့ဒီငွေနဲ့လောင်စာဆီ plant house ခွဲစိတ်ခန်းစေဝါနဲ့ကာကွယ်ဆေးစားတဲ့အရေးတကြီးလိုအပ်တဲ့ပစ္စည်းတွေပါဝင်ပြီးကျန်းမာရေးနဲ့ယောဂကာကွယ်ဆိုင်ရာကျွမ်းကျင်အဖွဲ့တွေကိုကုသရေးနဲ့ပိုးသတ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ဆင်လွတ်မှာဖြစ်ပြီး ဘေးအန္တရာယ်အကဲဖြတ်ရေးအဖွဲ့ဆင်းလွတ်ပြီးငလင်တန်ခန်းစားရတဲ့ဒေသတွေကိုကွင်းစင်းစစ်ဆေးကမြန်မာနိုင်ငံဘေးတံပေးတဲ့နောက်ပြန်လည်ထူထောင်ရေးနဲ့ဘေးအန္တရာယ်ကာကွယ်ရှော့ချရေးလုပ်ငန်းစဉ်တွေရေးဆွဲရမှာပံ့ပိုးကူညီသွားမှာဖြစ်တယ်လို့တန်ယုံကထုတ်ပြန်ပါတယ်။ဒါပြင်ရှင်ဟောင်းအမွေအနှစ်နဲ့အစာဦးဆိုင်ရာစစ်ဆေးရေးအဖွဲ့တွေဆင်းလွတ်ပြီးပြည်စည်းနေတဲ့ရှင်ဟောင်းရင်ကျေးမှုအမွေအနှစ်ပြည်စည်းတွေအစာဦးတွေကိုစစ်ဆေးအကဲဖြတ်တာခိုင်ခန့်မှုစမ်းသပ်တာနဲ့ပြုပြင်မွမ်းမံတဲ့လုပ်ငန်းတွေဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းတန်ယုံရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဧပြီလ10ရက်နေ့မှာတရုတ်နိုင်ငံတကာဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ CIDCA ရဲ့ပြောရေးဆိုခွင့်ရှိသူကအခုအခါမြန်မာနိုင်ငံရဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေဟာကယောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ပြန်လည်ထူထောင်ရေးအဆင့်ကိုရောက်ရှိနေပြီဖြစ်ကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။မလ28ရက်ကအင်အားပြင်းကလေးလှုပ်ခဲခဲမှုအပြီးမှာရန်တန်းတရားတမိုးရှိတဲ့အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာငလင်ကယ်ဆယ်ရေးအကူအညီတွေကိုတရုတ်အစိုးရကပထမဆုံးအကြိမ်ပေးအပ်ခဲ့ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါဝင်ခဲ့တဲ့တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့တရုတ်နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တရုတ်နိုင်ငံဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသကယ်ဆယ်ရေးအဖွဲ့တို့ဟာ၎င်းတို့ရဲ့တာဝန်တွေကိုပြီးမြောက်အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ပြီးဧပြီကိုရက်နေ့မှာပြန်လည်ထွက်ခွာခဲ့ကြတယ်။ မြန်မာနိုင်ငံမှာရောက်ရှိစဉ်ကာလအတွင်းတရုတ်နိုင်ငံရဲ့ကယ်ဆယ်ရေးအဖွဲ့တွေဟာကိုဝင်ဆောင်အမျိုးသမီးတအူးအပါဝင်အသက်ရှင်သူ9ဦးကိုအောင်မြင်စွာကယ်တင်နိုင်ခဲ့ပြီးတေဆုံးသူ59ဦးတို့ရဲ့သက်မဲ့ခံနာတွေကိုရှောက်ဖွေတွေ့ရှိခဲ့တယ်လို့တန်ယုံကဆိုပါတယ်။ ဒါပြင်အင်ဂျင်နဲ့အရေးပါတဲ့အခြေခံအဆောက်အုံ2,800,000စတူယန်မီတာ area ကိုစစ်ဆေးခဲ့ပြီးဖေးတံတဲ့ပြည်သူပေါင်း2,000ကျော်ကိုကျန်းမာရေးစစ်ဆေးကုသမှုတွေဆောင်ရွက်ပေးခဲ့ကြောင်းရွှေပြင်တဲ့အလုံး၄000ဆောင်းအထက်1,000အရေးပေါ်စေအိတ်9,500ကျော်ခြင်နောက်အလုံးရေ၄000တာပေါ်လင်စာအချက်1,800 88အလုံး၄000၊နေရောင်ခြည်စွန့်ရည်တော့မြေအိတ်အလုံး1000၊ချက်ပြုတ်ရည်ပစ္စည်းအစုံ2000 ကျန်းမာရေးဆေးအိတ်3800ကျော်ခောက်ဆွဲကြောင်အဖာ2000စတဲ့ပစ္စည်းတွေကိုအမြန်ဆုံးဝယ်ယူပြီးအထူးလေရင်နဲ့အရေးပေါ်ပို့ဆောင်ပေးခဲ့တယ်လို့တရုတ်တန်ယုံကထုတ်ပြန်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းမြို့မှာငလျင်တန်တဲ့ပြည်သူများအတွက် ARD မြေကြီးကိုတန့်စင်ပြီးဧပြီလ10ရက်မှစပြီးစတင်ဖြန့်ဖြူးလျက်ရှိစွေတင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းမြို့မှာငလျင်တန်တဲ့ပြည်သူများအတွက် ARD မြေကြီးကိုတန့်စင်ပြီး ဧပြီလ၈ရက်ကနေစတင်ဖြန့်ဝေလျက်ရှိတယ်လို့မြန်မာနိုင်ငံကြက်ချီနီအသင်းကသိရပါတယ်။ဒီလို ARE မြင့်ရီကိုစုပ်ယူပြီးတန်းစင်ဆောင်ရွက်မှုကိုမြန်မာနိုင်ငံကြက်ချီနီအသင်းကဧပြီလပထမပတ်အတွင်းကစတင်လှုပ်ဆောင်ခဲ့တာဖြစ်ပြီးအစောပိုင်းရေတန်းဆက်ဟာတနအီကိုလီတာ၁၀၀၀ခန့်အထိထုတ်လုပ်နိုင်တယ်လို့သိရပါတယ်။စကိုင်းကိုလွှတ်ထားတဲ့အဖွဲ့မှာမြန်မာနိုင်ငံကြက်ချီနီအသင်းရဲ့ technical ကျွမ်းကျင်တဲ့သူတွေကနည်းပညာပိုင်းအရရေတန်းဆက်ကိုဆောင်ရွက်တဲ့အခါမှာ April 10ရက်ကစပြီးရေတန်းပေးဝေနိုင်ပါပြီ။ရေတန်းဆက်က capacity ဘလောက်ရှိလဲဆိုတော့တနအီကိုရေတန်းလီတာ3000ကနေ9000လီတာလောက်ထုတ်နိုင်တယ်။အဲ့ဒီထုတ်နိုင်တာကိုမူလရေရဲ့ဘလောက်နောက်ကြည့်လဲဆိုတဲ့အနေထားပေါ်မူတည်ပြီးတော့ဆက်အသားကျသွားတဲ့အချိန်မှာတနအီကိုလီတာ1000လောက်အထိထုတ်နိုင်တာဖြစ်ပါတယ်လို့မြန်မာနိုင်ငံကြက်ချီနီအသင်းအချိန်ပြည့်အလုံးအမှုဆောင်ပေါမောက်ခဒေါက်တာတင်မောင်လိုင်ကပြောပါရယ်။ AR မြေကိုတန်းစင်ဆောင်ရွက်မှုအဆင့်တွေ င်အရာ၃ရက်ခန့်အချိန်ယူပြင်ဆင်ခဲ့ရပြီးဧပြီလ၈ရက်နေ့ကစတင်ဖြန့်ဝေနိုင်ခဲ့တဲ့ရေသန့်ပမာဏဟာလီတာ8200ဖြစ်တယ်လို့သိရပါဗျ။ရေသန့်စင်ထုတ်ဖို့အတွက်ကိုကန်နာလမ်းမှာအထိုင်ချပြီးမြစ်ထဲကရေကိုလီတာ2000ခွဲလောက်ဆန်တဲ့တန့်တွေတွေကိုစုပ်တင်လိုက်တယ်။ပြီးတော့မှကြောက်ချင်တဲ့ထိတွေ့ပြီးတန့်စင်မှုကိုစလုပ်တယ်။ပြီးရင်တချို့ကမီကယ်တွေထပ်ထည့်ပြီးအနေထိုင်အောင်ခနာဆောင်ရတယ်။အဲ့ဒါပြီးရင်တော့ရေသန့်ဆက်ရဲ့ဖီတာတွေတဲကိုဖြတ်ရပါဗျ။ဖြတ်ပြီးသွားရင်တော့ဒီရေကတော်တော်လေးတက်ပါပြီ။ ဒါပေမဲ့နောက်ဆုံးမှာမျက်စိနဲ့မမြင်နိုင်တဲ့ပိုးမွှားတွေသိအောင်အတွက်ကလိုရင်းနဲ့ထပ်ပြီး treatment ပေးပါရတယ်။ဒါဆိုရင်တော့ဒီရေကတောက်သုံးနိုင်တဲ့အနေအထားဖြစ်လာပါရတယ်။ ဒါကြောင့်မနေ့ကဖြန့်ဝေနိုင်တဲ့အနေအထားဆိုရင်စုစုပေါင်းလီတာ8200လောက်ဖြန့်ဝေနိုင်ပါတယ်။လူတစ်ယောက်ကို15လီတာနှုံးနဲ့တွေ့ရင်တော့လူပေါင်း4800လောက်ကိုဖြန့်ဝေပေးနိုင်ခဲ့ပါတယ်။အခုလိုထုံးလုံးဖြန့်ဝေနိုင်မှု3ရက်လောက်အချိန်ယူရပါတယ်။ဘာလို့လဲဆိုတော့စမ်းသပ်ဆောင်ရွက်တဲ့အခါမှာထွက်ရှိမှုနှုံထားတဲ့ထွက်လာတဲ့ quality တွေကိုချင်းချင်းစစ်ဆေးပြီးတေချာတော့မှဖြန့်ဝေပေးတာဖြစ်ပါတယ်လို့ရေတန့်ထုံးလုံးမှုအစဉ်အဆက်အခြေအနေကိုမြန်မာနိုင်ငံကြက်ချီနီအသင်းအချိန်ပြည့်အလုံးအမှုဆောင်ပေါမောက်ခဒေါက်တာ တင်မောင်လှိုင်ကရှင်းပြခဲ့ပါတယ်။ ဒီလို ARI မြင့်ရီကိုတန့်စင်ပြီးတောက်ရင်အခက်ခဲဖြစ်ပေါ်လျက်ရှိတဲ့ငလင်တန်ကြောင့်ထိခိုက်ခံစားနေရသူအလုံးကိုဖြန့်ဝေလျက်ရှိပြီးတောက်သုံးရီအခက်ခဲနဲ့ပုံမလိုအပ်နေသူတွေထံဦးစားပေးဖြန့်ဝေလျက်ရှိတယ်လို့သိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြောက်ကိုရီးယားကိုနျူကလ িয়ার ဖြတ်သိမ်းမိအစီအစဉ်မှာမဖြစ်နိုင်ကြောင်းမြောက်ကိုရီးယားခေါင်းဆောင်ဤညီမဖြစ်သူပြောကြားဆွေးနွေးတဲ့တင်ဆက်ပေးပါမယ်။မြောက်ကိုရီးယားကိုနျူကလ িয়ার ဖြတ်သိမ်းမဲ့အစီအစဉ်ဟာမဖြစ်နိုင်ကြောင်း မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံဝန်ရဲ့ဩဇာကြီးမားတဲ့ညီမဖြစ်သူကင်ယိုဂျုံကပြောကြားခဲ့ပြီးမြောက်ကိုရီးယားရဲ့နျူကလ িয়ার လက်နက်တွေကိုဖယ်ရှားပစ်မဲ့အမေရိကန်ဥဆောင်တဲ့အာထုပ်ကြိုးပမ်းမှုတွေကိုပြင်းထန်စွာဝေဖန်ခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကပြုလုပ်ခဲ့တဲ့ NATO အစည်းအဝေးမှာတောင်ကိုရီးယား၊ဂျပန်နဲ့ ်အမေရိကန်ထိပ်သီးတန်တမန်တွေတီးတန့်တွေ့ဆုံခဲ့ပြီးမြောက်ကိုရီးယားနိုင်ငံကအလုံးစုံနျူကလ িয়ার ကင်းစင်စေဖို့လှုံ့ဆော်သွားမဲ့တန်နိမ့်ထံကိုထန်လောင်းအတည်ပြုခဲ့ပြီးတဲ့နောက်ကီယိုကျုံရဲ့မှတ်ချက်စကားတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်မြောက်ကိုရီးယားကိုနျူကလ িয়ার လက်နက်တွေဆွန့်လွှတ်ဖို့ကြိုးပမ်းတဲ့မြေတီဆွေးနွေးမှုတွေမဆိုဟာမြေတီအခါမှာအောက်ထဲပေါ်လာမှာမဟုတ်တဲ့နေအိမ်မက်တစ်ခုဖြစ်ကြောင်းကီယိုကျုံကပြောကြားခဲ့တယ်လို့မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီကဧပြီ6ရက်ကထုတ်ပြန်ခဲ့ပါတယ် တကယ်လို့နျူကလ িয়ার လက်နက်တွေဖျက်သိမ်းမှုကိစ္စနဲ့ပတ်သက်ပြီးပူမင်လင်းလင်းပြောလာတယ်ဘသူကိုမစိုးမြောက်ကိုရီးယားရဲ့အထောက်အချာအာဏာကိုညှင်းပယ်တဲ့ရန်လူမှုအရှိဆုံးလုံရဲ့အဖြစ်သတ်မှတ်သွားမှာပါလို့အကင်ယိုဂျုံက ဧပြီလ၈ရက်မှာပြောကြားခဲ့ပါတယ်။အမေရိကန်၊ဂျပန်နဲ့တောင်ကိုရီးယားတို့ဟာနျူကလ িয়ার ဖြတ်သိမ်းရေးဆိုတဲ့အကြောင်းအရာကိုတံပြိုင်ပြောဆိုနေကြပြီးအတိဒုက္ခရောက်နေကြရတဲ့၎င်းတို့ရဲ့အခြေအနေကိုဖော်ပြရာရောက်နေကြောင်းကီယိုဂျုံကပြောကြားခဲ့ပါတယ်။ဒီထုတ်ပြန်ချက်ဟာတလကျော်အတွင်းကီယိုဂျုံရဲ့ဒုတိယမြောက်ထုတ်ပြန်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တရုတ်ကအမေရိကန်ရဲ့ပို့ကုန်များကိုအခွန်84ရာခိုင်နှုန်းတိုးမြင့်ကောက်ခံဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေရိကန်ရဲ့ကုန်သွယ်ကောက်ခံမှုတွေအသက်ဝင်လာပြီးနောက်နိုင်ပိုင်းအကြာဖြစ်တဲ့ဧပြီလ9ရက်မှာအမေရိကန်ရဲ့ပို့ကုန်တွေအပေါ်အခွန်34ရာခိုင်နှုန်းကနေ84ရာခိုင်နှုန်းအထိတိုးမြှင့်ကောက်ခံသွားမယ်လို့တရုတ်ဗန္ဒာရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ကုန်တိုးမြင့်ကောက်ခံမှုတွေဟာဧပြီ9ရက်ကစတင်အသက်ဝင်လာခဲ့ပြီးတရုတ်ရဲ့ကုန်စည်တွေကိုအခွန်104ရာခိုင်နှုန်းအထိတိုးမြင့်ကောက်ခံခဲ့ပါတယ်။တရုတ်ကတော့အခွန်တွေတိုးမြင့်ကောက်ခံမှုကိုထပ်တလဲလဲဆန့်ကျင်ခဲ့ပြီးမိမိတို့ရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့ခိုင်မာပြီးအားပါတဲ့အစီအစဉ်တွေလှုပ်ဆောင်သွားမယ်လို့ဧပြီ9ရက်ကပြောပါရယ်။ ဧပြီ10ရက်ဒေတာစံတော်ချိန်မွန်းတက်12နာရီ10မိနစ်အချိန်ကစပြီးအမေရိကန်ကနေတင်ပို့လာတဲ့ကုန်စည်တွေကိုအရင်အခွန်နှုန်း34ရာခိုင်နှုန်းကနေအခု84ရာခိုင်နှုန်းအထိတိုးမြင့်ကောက်ခံသွားမှာဖြစ်ကြောင်းတရုတ်ဗန်ဒိုင်းဝင်ကြီးဌာနကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။တရုတ်အပေါ်အခွန်နှုန်းတိုးမြင့်ကောက်ခံတဲ့အမေရိကန်ဟာအမားပေါ်အမားစင်းတဲ့လှုပ်ဆောင်ချက်ဖြစ်ပြီးတရုတ်ရဲ့တရားဝင်မှုရှိတဲ့အခွင့်အရေးတွေနဲ့အကျိုးစီးပွားတွေကိုဆိုးရွားစွာထိခိုက်စေကြောင်းတရုတ်ဗန်ဒိုင်းဝင်ကြီးဌာနကပြောကြားခဲ့ပါတယ်။ နောက်ဆုံးအကားသားတဲ့တဲ့ပုံအနေနဲ့ sorry လီမှာ euro 1 billion ဖြင့်ကမ်းလှမ်းမှုကို benici ရဲ့ညီးပယ်ဆိုတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။ real match ရဲ့အတင်းမှာ brazil တိုက်ရှိကစားသမား benici ရဲ့ဟာ sorry pro league က euro 1 billion နဲ့ကမ်းလှမ်းမှုကိုညှင်းပယ်ခဲ့တယ်လို့သိရပါဗျ။ ဥရောပဘောလုံးလောကကနေထိတ်တန့်ကစားသမားတွေကိုခေါ်ယူဖို့ကြိုးပမ်းနေတဲ့ Sorry Pro League ဟာ Vinicius ကိုခေါ်ယူဖို့ပြီးကြတဲ့နှစ်ခရဲကကြိုးပမ်းခဲ့ပြီးအခု9နှစ်စာချုပ်အတွက် Euro 10 billion ပေးမယ်လို့ကမ်းလှမ်းခဲ့ကြောင်းသိရပါဗျ။ ဗီနီစီယပ်စ်ကိုအဲ့လိုကမ်းလှမ်းခဲ့တဲ့ sorry club ရဲ့အမည်ကိုဖော်ပြခြင်းမပြုပေမဲ့အဲ့ဒီ club အသင်းကဗီနီစီယပ်စ်ကို၅နှစ်စာအတွက် Euro 10 billion ပေးချေမှာဖြစ်တယ်လို့ Real Madrid အသင်းကိုလည်းပြောင်းရွှေ့ခြင်း Euro 300ပေးချေသွားမယ်လို့ Goal.com ကဖော်ပြခဲ့ပါတယ်။ဒါပေမဲ့အသက်24နှစ်အရွယ်ဗီနီစီယပ်စ်က Real Madrid အသင်းမှာပဲဆက်လက်ကစားသွားဖို့ပဲဆန္ဒရှိနေတဲ့အတွက်အဲ့ဒီကမ်းလှမ်းမှုကိုညှင်းပယ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဗီနီစီယပ်စ်ဟာလက်ရှိအချိန်မှာရီယယ်မက်ဒရစ်အသင်းနဲ့တက်တန်းတိုးစာချုပ်ချုပ်ဆိုဖို့နှိစက်နေပြီးမြန်မာရင်းလာစာနှုံထားရရှိသွားမယ်လို့စပိန်မီဒီယာတွေကဖော်ပြနေကြပါတယ်။အလဲပင်ရုပ်တံရဲ့ April 12ရက်နေ့မနပိုင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။